ကျော်လာမျိုးတွေအားလုံးပဲမင်္ဂလာပါ။နိုဝင်ဘာလ22မှာ9ရက်နေ့ဖြစ်ပါတယ်။ကျော်လာရေးနဲ့ပတ်သက်တဲ့သတင်းဦးသတင်းထူးသတင်းကောင်းလေးတွေကိုရုံးစွာနားဆင်ကြည့်ပါ။ပြီးတော့ကျွန်တော်ဗီဒီယိုတွေကို reaction လုပ်ပေးမှာဖြစ်ပါတယ်။ပထမဆုံးသတင်းလေးကတော့ရက်ဆိုင်ထားတဲ့ ARD မြစ်ဆုံရရလဲစစ်စီမံကိန်းအတွက်မေအောင်လိုင်ကဥဆောင်ပြီးတော့မှအဖွဲ့ဖွဲ့စည်းလိုက်ပြီးဖြစ်ပါတယ်။တရုတ် UNSBI CYN ပေါ့နော်။ ကုမ္ပဏီနဲ့အတူလုပ်ငန်းတွေပြန်လည်စတင်လိုက်တဲ့အကြောင်းလည်းစတက်ကထုတ်ပြန်တဲ့ပြန်နှံ့နေရသိရပါဗျ။အခြားဘက်မေအောင်လိုင်းကရေဝရီမြစ်ဆုံမြင့်ညာမြေဝန်းရေရလဲစီစီမံကိန်းဥဆောင်ဖွဲ့ကိုဒီခုနှစ်ဩဂုတ်လ29ရက်နေ့မှာဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။မြစ်ဆုံစီမံကိန်းအတွက်သုတေသနလုပ်ငန်းတွေနိမိတ်ညာဆိုင်ရာဖြည့်ချင်းချက်တွေနဲ့အတူပြည်သူဆက်ဆံရေးလုပ်ငန်းတွေကိုစီမံဆောင်ရွက်နေလျက်ရှိတဲ့အကြောင်းလည်းသိရတယ်ဗောနော်။ရေဝရီမြစ်ဆုံမြင့်ညာမြေဝန်းရေရလဲစီစီမံကိန်းမှာလက်စစွမ်းအဝန်ကြီးဌာနဒုဝန်ကြီးကခေါင်းဆောင်အဖြစ်ပါဝင်ပြီးတော့မှကချင်ပြည်နယ်အစိုးရအဖွဲ့ရဲ့တင်ရတရာကြီးကဝန်ကြီးကဒုတိယခေါင်းဆောင်အဖြစ်ပါဝင်နေတယ်။ တို့73ဦးလို့တော့သိရတယ်ဗောနော်အဲ့တော့ပြည်သူကိုဒုက္ခပေးဖို့ဒီကောင်နေတရုတ်နဲ့ပေါင်းပြီးတော့မှမြစ်စုံဗောနော်ဒါကျွန်တော်တို့မြစ်စုံစီမံကိန်းဗောနော်ရေအားလဲစစ်စစ်မှန်ကုန်ကိုဒီကောင်နေပြန်လဲပြီးတော့မှအရင်ကတော့ရက်ထားတဲ့အခုပြန်လုံနေပြီပေါ့အဲ့တော့ပြည်သူတွေသတိထားဖို့လိုအပ်ပါတယ်အဲ့တော့မြစ်စုံမလုတ်ခင်ကတော့မှဒီလောက်တော့မှမြန်မာနိုင်ငံကတခုခုဆိုရင်မြေတွေပြိုရွာတွေကြီးနော်အဲကျွန်တော်တို့ဒါဘယ်လိုပြောမလဲရေတွေကလည်းကျွန်တော်တို့ပြောပြောစရာမလိုအောင်တခုခုဆိုရင်ဟိုပြန်မကြတော့ဘူးအဲ့လိုမျိုးရေအားတွေ ဘလောက်တော့မှဟိုကျွန်တော်တို့တွန်းအားတွေဖြစ်နေစလဲအဲရေအားလေးရစစ်စီမံကိန်းတာဖြစ်သွားပြီဆိုလို့တော့မြန်မာပြည်ကိုရေလွှမ်းမမှုတွေများအများဆုံးဖြစ်အောင်လုပ်မလို့လားလို့ပေါ့မေးအောင်လည်းမေးခွန်းထောက်အောင်လို့ဖြစ်နေပါပြီဒီကြတော့တော့ဒီကောင်ရဲ့အကျိုးဘန်နာစီးပွားအတွက်ပဲဒီကောင်လောက်တာပါပြည်သူအတွက်ကိုဒီကောင်နေစဉ်းစားပေးပြီးလှုပ်တက်တဲ့အုံနောက်ဒီကောင်တွေမှာမရှိပါဘူးနောက်တဲ့နေ့ကတော့မွန်ပြည်နယ်ရေးမြို့နယ်ဗရောင်းရွာအနီးကအဲ့မှာစစ်ကြောင်းထုတ်လာတဲ့အချမ်းဘက်စစ်တပ်ကိုတက်ခိုက်ရမှာစစ်သား9ဦးသေဆုံးခဲ့တဲ့အကြောင်းကိုတပင်ရွှေထီးကိုကြိုက် ပြည်သူ့ကာကွယ်ရေးတပ်ကတာဝန်ရှိသူတို့ကပြောပါရယ်နိုဝင်ဘာလ25ရက်နေ့ရင်းမြို့နယ်ပတောင်ချေးပါနီးကိုအင်အား150ခန်းပါတဲ့စက်က16လက် အခန့်တပ်ပေါင်းစုတွေကစစ်ကြောင်းထုတ်လာတဲ့အကြောင်းမလို့တော်လိုင်းတပ်ဖွဲ့ဝင်တွေနဲ့တိုက်ပွဲဖြစ်ပွားခဲ့တဲ့အကြောင်းလည်းသိရတယ်ပေါ့နော်ဒီတိုက်ပွဲကမွန်လွဲတနိုင်ကန်အနေစတင်ပြီးတော့မှဖြစ်ပွားခဲ့ပြီးချမ်ဘတ်7ဘက်က3ဦးသေဆုံးနဲ့2ဦးထိခဲ့ဒဏ်ရာရရှိခဲ့တယ်ပေါ့နော်မွန်လွဲ2နာရီ50မိနစ်ကအချိန်မှာလေပတောင်း အာကျွန်တော်တို့ဘရားအနီးမှာဒုတိယကြိမ်တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပြီးတော့မှဂျမ်ဘတ်စတက်ဘက်ကနှစ်ဦးထပ်မံသေဆုံးခဲ့တယ်ပေါ့နော်တဦးထိခဲ့တဲ့အရာရှိခဲ့တယ်လို့သိရတယ်အလားတူနိုဝင်ဘာလ29ရက်နေ့မှာနာနက်6နိုင်မှာပေါ့နော်ဘဲလက်မှုရွာပြင်မှာရှိတဲ့ကျိုးတရာနီးမှာလည်းဂျမ်ဘတ်စတက်နဲ့အဲကျွန်တော်တို့တော်လိုက်တဖို့ပဲတိုက်ပွဲထပ်မံဖြစ်ပွားခဲ့တယ်ဂျမ်ဘတ်စတက်နှစ်ဦးသေဆုံးတယ်နှစ်ဦးထိခဲ့တဲ့အရာရှိခဲ့တယ်ပေါ့နော်ဆိုတော့တိုက်ပွဲက3ပွဲဖြစ်တာပေါ့စစ်ခွေး9ကောင်သေးတယ်9ကောင်ထိခဲ့တဲ့အရာရတယ်စစ်ခွေးတွေကဘရောင်းချီပါနီးကိုအင်အား150ခန့်ပါဝင်တဲ့စစ်ကြောင်းနဲ့စစ်ကြောင်းထုတ်လာလို့တိုက်ပွဲဖြစ်ပွားခဲ့တယ်ပေါ့နော် ဒါကိုလည်းတပင်ရွှေထီကိုတိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကတာဝန်ရှိသူတူကပြောပါတယ်ဒီတက်ကံမှုကတော့ KNLA တမဆောက်တရေ29အကျွန်တော်တို့ခွဲတက်တပင်ရွှေထီကိုတိုက်ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ပြူဟာ33ချေမုံရေးတက်ခွဲတို့ကပူးပေါင်းပြီးတော့မှလှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်ဒေါ်လာရေးရပေါ်တွေကတော့ထိကံမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့လို့သိရပါတယ်မင်္ဂလာရှိတဲ့သတင်းလေးဖြစ်ပါတယ်နောက်တဲ့သတင်းလေးကတော့စကိုင်းတိုင်းမုံရမြို့နော်မုံရချောင်းဦးလမ်းမိုက်မှာစက်ကြီးကောက်နေတဲ့အချက်ပဲစစ်သားတွေကိုတိုက်ခိုက်ရမှာစစ်သားတူတေဆုံးခဲ့တဲ့အကြောင်းကို Area 71 Local People Defense Force မုံရကအဖွဲ့ခေါင်းဆောင်ကိုထုံးကပြောပါရတယ် နိုဝင်ဘာလ26ရက်နေ့နာရီ7:30မိနစ်30ခန်းအချိန်မှာမော်ရချောင်းလမ်းမိုက်မှာပြည်သူတွေထံကနေပြီးတော့မှစစ်ကြေးကောက်နေတဲ့အချက်ပဲစစ်တပ်ကိုမြန်မာမန်နိုင်စစ်သုံးစီရောင်းဆိုင်အနေမှာတော်လိုင်းတပ်ဖွဲ့ဝင်တွေကဝင်ရောက်ပစ်ကတ်တိုက်ခတ်ခဲ့တာဖြစ်ပါတယ်။ဒါဆိုပါပြန်လည်ပစ်ခတ်မှုတွေမှာအချက်ပဲစစ်တပ်ကစစ်သား2ဦးသေဆုံးပါတယ်။2ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့ပါတယ်။တိုက်ခတ်မှုပြုလုပ်ပြီးတဲ့နောက်မှာတော်လိုင်းရဲဘော်တွေကတော့တိကက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့လို့သိရပါတယ်။တည်င်းကောင်းလေးဖြစ်ပါတယ်။ဆိုတော့ဒီတိုက်ခတ်မှုကတော့ AR 71 LPD ရဲ့မုံရအဖွဲ့နဲ့ချင်းတွင်ဒိုင်နမိုက် ဇလင်ကြီးအဖွဲ့ Golden Peacock Attack Force အဖွဲ့တို့ကနေပြီးတော့မှပူးပေါင်းပြီးတော့မှလှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ Okay ဆိုတော့နောက်တဲ့သတင်းကောင်းလေးကတော့ဒါကျွန်တော်တို့ဒါသတင်းကောင်းဆိုတာထက်ဒီကောင်စစ်တပ်ကကောင်းနေရဲ့ဒါကျွန်တော်တို့မယိုင်းမှုပေါ့နော်မယိုင်းမှုရုံမာမှုပြည်သူတွေအပေါ်မှာရက်ဆက်မှုကိုကျွန်တော်ပြောချင်တာပါ။ဒါကတော့ဗာလဲဆိုတော့သကိုင်းတိုင်းဝက်လက်မြို့နယ်မှာစစ်သားတို့ကိုပေးရရင်နဲ့ထွက်ပတ်တဲ့အသက်60ရွယ်ဒေါ်စန်းလွင်ကိုစစ်တပ်ကပြစ်တက်ခဲ့တဲ့အကြောင်းကိုဗန်ဒူလာနဲ့အဖွဲ့သားများတစ်ခွဲကကိုရမားကပြောပါတယ် နွေပါလ23ရက်နေ့မှာဝက်လက်မြို့နယ်အတွင်းမှာရှိတဲ့ကျေးရွာတရားကိုစစ်ကြောင်းထိုးဝင်ရောက်လာတဲ့အစံဖက်စစ်တပ်စစ်ကြောင်းကစစ်သား2ဦးကအထက်ရောဂါခံစားနေရတဲ့အတွက်ကြောင့်မို့လို့ကျေးရွာနေပြည်သူကကျွန်တော်2ဦးပါဗောနော်အသက်60ရွယ်ဒေါ်ဆန်းလွင်ကပေးရရင်နဲ့ထွက်ပတ်ခဲ့တာဖြစ်တဲ့အကြောင်းလည်းသိရပါတယ်အဲ့လိုမျိုးပေးရရင်နဲ့ထွက်ပတ်တာကိုစစ်ကြောင်းမှလိုက်ပါလာတဲ့အရာရှိကစုံးမကြီးလို့ပြောပြီးတော့မှတနက်နေ့ပြစ်တက်ခဲ့တယ်လို့သိရတယ်အဲ့လိုမျိုးပြစ်တက်ပြီးနောက်မှာဒေါ်ဆန်းလွင်ရဲ့ရုပ်လောင်းကိုစစ်သားတွေကစောင်းနဲ့တည်ယူပြီးတော့မှသားနာရွာနဲ့ကျွန်တော်မောက်ကျိုးရွာအကြားမှာရုပ်လောင်းကို မြေမြုပ်ဖြောက်ခတ်ခဲ့တဲ့အကြောင်းလည်းသိရတယ်ဗောနော်။အော်တော်တော်မိုက်ရိုင်းတဲ့ကောင်နေနော်။မင်းတို့ကိုကူညီပေးတာလေ။မင်းတို့ကိုကူညီပေးတာလေ။ပြီးမှရင်အဲ့ဒီဘွားကရွာထဲကိုစစ်ကြောင်းတွေဝင်လာတော့မပြေးဘူးဗောနော်။အဲ့တော့စစ်ကိုစစ်ကြောင်းရွာထဲကိုရောက်လာတော့အိမ်တွေကိုလိုက်မွေနေတော့အဲ့စစ်ခွေးတဲ့ကောင်ကမကောင်းဆိုးဝါးဝင်ပူးတယ်လို့လို့အတက်ရောဂါဖြစ်တယ်လို့လို့တွန့်လင်ကောက်ကွေးနေတဲ့အချိန်မှာဘွားကပရိတ်ရင်နဲ့ထွက်ဖက်ပြန်းမိတာ။အဲ့ဒါကိုအဲ့ဒီမှာရှိနေတဲ့ဒီခွေးတောင်းစားတဲ့ကောင်ကနော်စစ်ကြောင်းမှာပါလာတဲ့ဟို ဘိုးဆိုတဲ့ကောင်ကအဲ့လိုမျိုးလှုပ်သွားရဲဆိုတော့အေးမင်းတို့အဲ့ဒီဒဏ်နေမင်းတို့ပြန်ခံရမယ်အဲ့ဒီလှုပ်ရက်အတွက်မင်းတို့ပြန်ပေးဆက်ရမယ်ဆိုတော့မမေ့နဲ့လို့နော်အဲ့ဒီအောက်တန်းသားတိုက်ကိုကျွန်တော်ကပြောချင်ပါတယ်အဲ့သတင်းလေးတွေနားဆင်ပြီးတဲ့နောက်မှာဗီဒီယိုဖိုင်လေးကြီးအောင်ပါပရမဟုစွာမိသားစုတွေကိုနော်ဇော်ဘုံကတော့မလွတ်လာခဲ့ပေမဲ့ငါမင်းဆွေကြီးကတော့လွတ်လာပါပြီအဲ့တော့ငါမင်းဆွေကြီးရဲ့ပြောစကားတန်လေးတွေကျွန်တော်တို့တစ်ဖန်ပြန်ကြည့်အောင်နော်ခြေလောက်သောသောမြန်မာများခင်ဗျာ ကျွန်တော်ငားမင်းဆွေနွေမ29နှစ်မနေ့ကအင်းစိန်အချင်းတော်ကပြန်လွတ်လာပါခင်ဗျာဆ ्याम မကြီးကောင်းပါလေပိန်တော့ပိန်သွားတယ်ဗျာနော်အဲအထဲမှာကျွန်တော်ကတနေ့ကို၄နာရီပေါ့နော်၄နာရီတော့လမ်းလျှောက်တယ်ဗျာ၄နာရီတော့လမ်းလျှောက်တယ်ဆိုတနေ့က12မိုင်တော့လမ်းလျှောက်တယ်ဗျာနော်တနေ့12မိုင်တော့လမ်းလျှောက်တယ်ဆိုတော့အဲပိန်နေဟုတ်ကဲ့ဟိုလမ်းများများလျှောက်လို့ပိန်နေနော်အစားလည်းစားတယ်လမ်းလည်းလျှောက်တယ် ဲ့တော့ဝိတ်ကြသွားတော့ဗျာထောင်ထဲဝင်တော့က165ပေါင်အခုထောင်ကထွက်လာတော့145ပေါင်မရှိသေးဗျာတော့ပေါင်40လောက်ကျသွားတယ်ကျမကြီးကတော့ဟိုအသက်70နှစ်70ကဟိုလူငယ်လေးလိုဟာခလေးလေးလိုတောင်းတောင်းကြီးပြန်ဖြစ်သွားတယ်ဗျာနော်ဖြည်း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 တော့လားကျွန်တော်နန်းချောက်တော်တော်များနေဗျာနော်အဲရန်ကျမကြီးကောင်းသွားတယ်နော် အဲအဲ့ဒါတခုကတော့တော့ထောင်ကြတာကျွန်တော်တို့အကျိုးမြတ်เนาะအများကြီးဖြစ်သွားတယ်ဗျာเนาะကျွန်တော်တို့အကျိုးမြတ်အများကြီးဖြစ်တယ်ကျမ်းမာရေးရဲ့တန်ဖိုးကဘာနဲ့မှเนาะမလဲနိုင်ပါဘူးเนาะကျမ်းမာရေးရဲ့တန်ဖိုးစီဆုံးမှာเนาะတန်ဖိုးစီဆုံးရဟိုကျွန်တော်ထောင်ထဲမှာတစ်နှစ်ပေါ့เนาะတစ်နှစ်နဲ့၁၈ရက်ကြာတယ်အဲ့ဒီအတွင်းမှာကျွန်တော်ကျမ်းမာဟောကိုယ်ခန္ဓာကိုယ်ကိုတိဆောက်နိုင်ခဲ့တာပါเนาะအဲနောက်ပြီးတော့ကျွန်တော်အချင်းတော်ထဲမှာအဲစားရတယ်ဆိုတာเนาะဒီနိုင်ငံသားတွေရဲ့ နော်ပတ်စံပါနော်နိုင်ငံသားတွေအခွန်ငွေနဲ့နော်ကျွန်တော်ကိုကျွေးခဲ့တာပေါ့နော်အဲ့တော့ကျွန်တော်အချင်းတော်နဲ့မှစားခဲ့တဲ့ထမင်းဟင်းနော်အဲကျွန်တော်ပဲဟင်းနဲ့စားရတယ်အသားကဆိုတဲ့တပတ်ကို၄ရက်စားရတယ်နော်အဲအဲ့ဒါတွေအားလုံးကနိုင်ငံသားတွေရဲ့ပတ်စံနဲ့အဲစားခဲ့ရတဲ့အတွက်ပေါ့နော်နိုင်ငံသားတွေအားလုံးကိုလည်းကျွန်တော်နော်ကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ထမင်းရှင်တွေပါအဲ့တော့ဒီနိုင်ငံသားတွေကလည်းဟုတ်လား ဒီတိုင်းပြည်ကြီးငြိမ်းချမ်းမှာပဲဒီနိုင်ငံသားတွေတဲ့เนาะကျွန်တော်တို့ဟိုဟိုเนาะလူမှုစီးပွားဘဝတွေတိုးတက်လာမှာပေါ့เนาะအဲ့တော့ဒီနိုင်ငံတော်ကြီးအများငြိမ်းချမ်းပါစေเนาะနိုင်ငံတော်ကြီးငြိမ်းချမ်းဖို့လည်းကျွန်တော်တတ်နိုင်တဲ့ဘက်ကเนาะတတော်တနေရာကကြားရနေရာကအကျိုးစားပေးသွားပါမယ်เนาะอืมဆိုတော့ကျွန်တော်ကျွန်တော်အထင်ပြောပြတာပေါ့เนาะငါမင်းဆွေကဘယ်လိုလဲဆိုတော့မောင်ငါမင်းဆွေကဘယ်လိုလဲဆိုတော့ပြန်ထွက်လာပြီးတော့မှစစ်တပ်ကိုလှန်ပြလိုက်တယ်လို့ပဲကျွန်တော်ကတော့ထင်တယ်ဘာဖြစ်လို့ဆိုတော့ ဒီလိုမျိုးထောင်ထဲကိုထည့်တယ်ဆိုတာသူတို့ဒုက္ခရောက်စေခြင်းလို့အခက်ခဲဖြစ်စေခြင်းလို့လေအဲ့ဒါကို तू ကထောင်ထဲဝင်သွားတာသူ့အတွက်ပိုတော်မှကောင်းသွားသေးတယ်ကျမကြီးလည်းကောင်းသေးတယ်ဆိုတော့ तू ကတစ်ဖက်လက်နဲ့ तू ကပြန်ပြီးတော့မှလှန်ပြနေတယ်လို့များဖြစ်နေတယ်လားလို့ကျွန်တော်တို့ထင်မိပါတယ်ဒါပေမဲ့ကျွန်တော်ဟိုပြောချင်တာကဦးငါမင်းဆွေကိုကျွန်တော်ပြောချင်တာပါဆိုတော့ကျမကြီးဟိုခုလိုမျိုးဂရုစိုက်တာကောင်းတယ်ဒါပေမဲ့နောက်များမှာတော့စစ်တပ်နဲ့ပတ်သက်ပြီးတော့မှပြောတဲ့စကားတွေကနည်းနည်းလေးတော့စီးဆောင်ဖို့လိုတယ်လို့ကျွန်တော်ကတော့ပြောချင်တယ်ဘာလို့ဆိုတော့ခင်ဗျားအဲ့လိုမျိုး စီမဆောင်မဲနဲ့ခမားတို့ပေါက်လို့ပဲစားတွေပြောထွက်လိုက်တာတချို့ကောင်တွေကစက်တထောက်ခံတဲ့သူတွေစက်တထဲမှာရှိနေတဲ့ကောင်တွေကဆက်ဆက်ထိမခံနေဖြစ်ပြီးခမားကိုဘာလို့လဲတွေ့တယ်မလားခမားကြီးရဲ့နှစ်ပေါင်းများစွာကျောင်းတော်ကြီးထဲမှာပဲပေးဆက်နေရတာများနေတယ်အဲ့တော့အေးအေးဆေးဆေးနေပါတော့လို့ဘလတ်တိုက်ကြီးကပြောချင်ပါတယ်နော်နောက်ထပ်ဗီဒီယိုပါလေးတစ်ခုကတော့ဘိုမိုက်ခဲရဲ့ဗီဒီယိုလေးဖြစ်ပါတယ်မြင်းချံဘလတ်တိုက်ကတပ်ဖွဲ့ရဲ့ခေါင်းကိုင်ခေါင်းဆောင်ကြီးဘိုမိုက်ခဲရဲ့ပြောစကားတန်လေးတွေကိုနားထောင်ကြည့်အောင်ကြီးပွဲကြီးပွဲ ဟိုကောင်ကပြောတယ်အိမ်ပြန်ကျင်တယ်တဲ့ကျွန်တော်မှရီလိုက်ရတာနောက်တစ်ကောင်ကပြောတယ်အမေကမျောနေပြီတဲ့ကျွန်တော်လဲဥလိုက်သေးလိုက်ရှိပြေရောရေမှာပေါ့ကျုံမှာကပြန်စရာအိမ်မရှိတော့ဘူးလေမျောနေမဲ့အမေလည်းမရှိတော့ဘူးရှောက်စရာလမ်းအောင်တစ်ဖက်ဖေးကျန်တာ우အဲ့လိုပြောတော့အုတ်ကူအနီတဲကအာဇာနီတွေကထရှိတယ်ကျွန်တော်တို့တွေ ဘောနောရှိတော့ရှိလို့ရပါတယ်အသက်ပါပြီးရှိနိုင်ဖို့ဘလို့ခက်ခဲကိုပဲဖြစ်ဖြစ်အခုကြုံတွေ့နေရတဲ့ဒေါ်လာရဲ့အခက်အခဲကိုကျွန်တော်တို့ညီနောင်တွေအတူတူရင်ဆိုင်ပြီးတော့ပြည်သူတွေအတွက်ကောင်းဆုံးပျော်ရွှင်မှုတွေနဲ့ပြည်သူတွေရှိနိုင်ဖို့ကျွန်တော်တို့ပြည်သူတွေပျော်နိုင်ဖို့အတူတူကြိုးစားရအောင်ပါဟုတ်ကဲ့ credit မြို့မော်ရောပါอืม credit မြို့မော်ရောโอเคမြို့မော်ရောဖြစ်ပါတယ်ဆိုတော့ဒါက ဟိုမိုက်ခဲကဒါရီပွဲဆိုတဲ့အကြောင်းအရာလေးကိုနော်ပြောပြပေးတာဖြစ်ပါတယ်ဆိုတော့အမြန်ဆုံးအိမ်ပြန်ရောက်ကြပါစေအပြုံးအနေနဲ့အတူရီမောခြင်းနေတဲ့အတူအမြန်ဆုံးတော်လိုင်းပြီးမြောက်သွားတဲ့အခါအမြန်ဆုံးအိမ်ပြန်ရောက်ကြပါစေလို့အားလုံးကိုဒီနေ့ကနေပြတော့ပလာတာကြီးကစတောင်းပေးလိုက်ပါတယ်နောက်တစ်ပတ်ပိုင်းလေးတစ်ခုကတော့ကျွန်တော်တို့တော်လိုင်းရေးထဲမှာပါဝင်နေတဲ့လူမျိုးများစွာရှိတယ်လို့ဘာသာကြားတွေလည်းများစွာရှိပါတယ်အဲ့ထဲမှာမှအစ္စလမ်လူမျိုးပေါ့နော် PDF ဒီအကူတယောက်ကနေပြီးတော့မှရန်ကုန်မှာရှိနေတဲ့ညိုကီတို့ပြောချင်တယ်တဲ့ကဲနားထောင်ကြည့်အောင် ရန်ကုန်ကတကယ်ချင်းတွေကိုပြောခြင်းပါတယ်ပေါ်တာတွေပေါ်တင်တွေအစွဲခံအားလို့စစ်ကောင်စီဘက်ရောက်ခဲ့မယ်ဆိုရင်အရှေ့တန်းကိုရောက်ခဲ့မယ်ဆိုရင်မင်းတို့ကိုကြီးတွေရှိတယ်လို့နော်တုံးလေးချက်ပြစ်လိုက်တာနဲ့လက်နဲ့ချာပြပြဝေအညံ့ခံอืมသဘောပေါက်တယ်နော်မင်းတို့စာနာမပါပဲနဲ့ပေါ်တာတွေပေါ်တင်တွေဆွဲခံထားတဲ့ညီကိုတွေရှိတယ်ဆိုရင်မင်းတို့ကောင်းနေတက်လာမဲ့နေမြေတိုင်းမှာမင်းကိုကြီးတွေရှိတယ်လို့เนาะ ဘာလို့ရမလဲကိုကြီးတို့3-5ချက်လောက်တော့မင်းတို့ပြစ်မယ်ဘောက်တပေါက်လောက်တော့ကိုအောင်ဆွဲမယ်အဲဒါပေမဲ့မင်းတို့ကောင်းနေဘာလို့မလဲပြပြဝေလက်နက်ချအညံ့ခံနော်မင်းတို့အတွက်နေရာရှိတယ်ငါတို့ရင်ဝင်ကမင်းတို့လက်နက်ချတဲ့လူတွေအတွက်ပဲနော်ငါတို့လည်းတစ်ချိန်တော့စစ်ကောက်စီလက်ထက်စက္ကစလက်အောက်မှာနေခဲ့တာပဲဒါပေမဲ့အာနာရှင်ကိုမကြိုက်လို့ဒေါ်လာမှုထွက်လာတာငါတို့လူမြောက်နေမိမှာရှိတယ်မင်းတို့အကူညီနိုင်တာအဲ့ဒါရှိတယ် စစ်မြေပြင်ရောက်တဲ့ဆိုရင်တော့မင်းတို့လက်နဲ့ချဖို့မမေ့ပါနဲ့အလံဖြူထောင်ဖို့မမေ့ပါနဲ့မင်းတို့ရှိတဲ့အဖြူရောင်ထောင်ကွာမင်းတို့ခွင့်လွှတ်ပြီးတာအကျွေးမဲ့ဒါပဲနော်อืมဆိုတော့ကျွန်တော်တို့ဒီဒေါ်လာရေးမှာတိုင်းရင်းသားပေါင်းစုံလူမျိုးပေါင်းစုံဘာသာပေါင်းစုံပေါ့အများကြီးပါပဲဆိုတော့ဒီလိုမျိုးညီကိုတွေခုလိုမျိုးဒေါ်လာရေးအတွက်ကိုအားတက်တရောတွေစူးစမ်းပန်းစားလုပ်နေတာကိုဝမ်းသာပါတယ်အခုလိုမျိုးပေါ့နော်မြို့ပြမှာရှိနေတဲ့သူတွေကိုလည်း စေတနာထားပြီးတော့မှအခုလိုမျိုးစေတနာစကားတွေပြောပြပေးတဲ့အကိုလည်းကျေးဇူးတင်ပါတယ်ဒီကောအစ္စလမ်ဘာသာဝင်ပေါ့နော်ဟုတ်ကဲ့ပါလေးစားပါတယ်နောက်တစ်ပတ်ပိုင်းလေးတစ်ခုကတော့ကျွန်တော်တို့တခင်းငွေဘူးလာပြီတခင်းငွေဘူးကျွန်တော်တိတ်သဘောကြတဲ့တခင်းငွေဘူးပြီးရောမဲ့အကြောင်းအရာလေးကတော့ဒါကျွန်တော်တို့လက်ရှိမှာပေါ့နော်ဖြစ်ရှင်တိုင်းကိုဖြစ်နေတဲ့တိုင်းပြည်မြန်မာနိုင်ငံကြီးရဲ့အကြောင်းကိုသူပြောလာပါတယ်နားထောင်ကြည့်အောင်နည်းနည်းတော့ရိုင်းပါလိမ့်မယ်ဒါပေမဲ့အမှန်တရားတွေဖြစ်တဲ့အကြောင်းမို့လို့နှလုံးသားနဲ့နားထောင်ကြည့်ပါကြည့်ကြည့်ပါ 嗯，大河就不是啊，那流黄的，啊，流黄的呀，多，嗯，大河就不是啊，都流黄的，流黑呀的多，啊，要么来个流流水，大洪水水，大洪水水得够短呐，嗯，嗯，长流水那水得够长一段呐，啥家的几代一老辈的，后面大都死的来个几的，不留几代了没得，嗯，啊、嗯，啊。 မင်းတော့တောင်းအားတွေကိုဂျင်းထဲနေတာအုံတော့ဘရိတ်ဝက်လုပ်နေတာမအီလူများရဲ့ဆဲဆဲနဲ့နာအောင်ပဲဟမ်ဆောက်တော်သားလို့ခေါ်ရင်လည်းမင်းတော့ဘဝင်မြင့်ညင်နေတာဟမ်ယူသားတဲ့တော်သားလေးနို့ကောင်းစီဆော့နေတာမင်းအွန်လိုင်းရလीဟမ် MRDB ဘိုးကငါလိဘာပညာပေးတာလဲငါပြောတာဘာဒီပညာရအေးဟမ်ဟမ်ကိုခင်နောက်ပြန်ဆွဲတဲ့သုံးကဝီဟမ် ဒါရိုက်ပါလားလေရင်တီထွင်တာတို့ဟမ်နိုးစီကွာနဲ့ဖုံးပြောတာတို့လှုပ်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 လေငါပြောတာဘလူကတီထွင်လိုက်လေဘယ်လူငယ်ကတီထွင်လဲဟမ်ဘယ်လူဘယ်လူငယ်ကဘလူဘလူစူးစားပြီးတော့ဟမ်ဟမ်ဟာလာလီနာစဖို့လို့တယ်ကွဲရမအေးလို့ရုပ်တွေကြည့်လိုက်ဒီတောက်ခွတွေပဲဟမ်မရငယ်လူမဲဟမ်ဟုတ်ပါဟုတ်ပါဟမ်အဲ့တော့ငါလီပဲကြည့်ကြည့်နေတာဟမ် 没啥没对的啊！屌嘛，follow 不落去啊？啊！啊！你那个嘛对落来要要个要得？我谁嘛对呢？要要不，老了嘛在乎？你少人几啊？没屌嘛宝，新人哦！啊，到底的啊？你没啥没那么面目了呗？你都是我旧来的啊，都不要了，老了对的嘛，老人都旧来的。嗯，好吧，好吧。嗯，我、哦、不，知道吧？没好路了。 မဟုတ်လို့လားကျွန်တော်ပြောပါမယ်သူများနေကအခုမှသဘောတရားတစ်ခုရကွာမြန်မာနိုင်ငံမှာကျွန်တော်တို့တွေကြည့်ခဲ့ကြရတယ်ကိုရီးယားကလင်ဖောက်ပြန်တဲ့ကားတော့မရဖောက်ပြန်တဲ့ကားတော့အဲ့ဒီဇက်ကားတွေဒီသူတို့နိုင်ငံကရိုက်ပြတဲ့ပုံစံကတစ်မျိုးမြန်မာနိုင်ငံသားတွေနားလေတဲ့ပုံစံကတစ်မျိုးဥပမာလင်ကဖောက်ပြန်တဲ့တော့ကြာမလို့မရသည်ဒီမိမသည်ဘယ်လိုမျိုးသူ့ဘဝဘယ်လိုရုန်းကန်ပြီးတော့မှသူဘယ်လိုမျိုးတောက်ပပြခဲ့လဲဆိုတော့အဆုံးတတ်ထားတာ ဲ့ဒီဥစ္စာကိုနားမလည်ဘဲနဲ့ကိုရီးယားကားတွေရှိပြီးတော့မှသူများမရနဲ့သွားဖောက်ပြန်သူများလေနဲ့သွားဖောက်ပြန်မြန်မာနိုင်ငံသားတွေကအဲ့လိုကိုအုံနောက်မဲ့တာကျွန်တော်တို့မြန်မာနိုင်ငံသားအများစုကအဲ့ဒီဥစ္စာကိုလုံထားရလဲစစ်ကောင်းတော့မယ်အဲ့မြန်မာနိုင်ငံမမဟုတ်လက်ရှိကျွန်တော်နေတဲ့ထိုင်းနိုင်ငံမှာလည်းတူဆယ်လီတွေရှိတယ်ရိုက်လိုက်ရင်အဲ့ဒီမရငယ်လင်ငယ်ပြဿနာတွေကြီးပဲပြောကြည့်တာပါလဲဆိုတော့အဲ့လိုမျိုးလိုက်ရင်ဘဝပြတ်နိုင်တယ်ဒါကြောင့်မို့လို့ဘယ်လိုမျိုးနေထိုင်တင်ပါလဲဆိုတော့အချက်မပါဘူးနောက်ဆုံးအန်တင်းရင်အဲ့ဒါမပါဘူးသူတို့မရင်ငယ်လင်ငယ်ဖြစ်တယ်ဘဝပြတ်သွားတယ်ဒါတော့ပဲ မရင်ငယ်လင်ငယ်လောက်တယ်ဘဝပြတ်သွားတယ်။အော်အဲ့ဒါအပညာပေးဇက်ကားလား။တကယ်စောက်တလွဲတွေနဲ့ပြည့်နေနေတဲ့ဟိုဘယ်လိုပြောမလဲမြန်မာနိုင်ငံကြီးထဲမှာလည်းအဲ့လိုမျိုးစောက်တလွဲတွေရှိတယ်လို့မျိုးပဲအဲ့ပြပမှာလည်းဆယ်နီလိုလိုဟိုစောက်ပိုးတွေပေါ့ဗျာအဓိကတော့ပေါ်ပေနေပေါ့ဘာမှအမှုပညာနဲ့ပတ်သက်ပြီးဘာမှစဉ်းစားဉာဏ်မရှိဘဲနဲ့ဟိုဖုန်းလေးတစ်လုံးကိုဒီလိုထောင်ရိုက်ပြီးတော့မှသူတို့ကိုသူတို့အမှုပညာသမားလို့ထင်နေတဲ့အောက်တန်းစားတတိုက်ကရှိသေးတယ်။အဲ့လိုကောင်းနေကြောင်းပဲတချို့မြန်မာနိုင်ငံသူနိုင်ငံသားတွေကဘဝပြတ်တာ သူတို့စကားတွေသူတို့ဗီဒီယိုကိုကြည့်ပြီးတော့မှဘဝပြက်တာပညာပေးဇက်လန်းလာပြောတယ်ပညာပေးဇက်လည်းပညာပေးထားတာတခုမှမပါဘူးဘဝပြက်တာလေးတခုပဲရှိတယ်အဲ့ရှိမှလာပြီးတော့မှနောက်ဘယ်လိုမျိုးပြုပြင်ပြီးတော့မှနေထိုင်ခဲ့တယ်လဲပြောင်းလဲတက်มาလဲဆိုတော့ဥစ္စာမျိုးအချောင်းရနောက်ဆုံးမှမပါဘူးအဲ့တော့ဘလောက်ဆိုးသွားနေလဲဘလောက်ဆိုးရွားနေလဲလူ environment မှာဘလောက်တောင်မှဟိုဖြက်စည်းခံနေရလဲပေါ့နော်ဆက်အနာရှင်လက်အောက်မှာပြည်သူတွေဘလောက်တောင်ဖြက်စည်းခံနေရလဲဆိုတာစဉ်းစားတာကြည့်လိုက်တော့အဲ့ဒါကြောင့်မလို့ကျွန်တော်မောင်းငွေဖို့ကျွန်တော်ချက်တာဗျာโอเค ော့နောက်တစ်ပြည်ပိုင်းလေးတစ်ခုကတော့စစ်တပ်နဲ့ပတ်သက်တာပေါ့အဲ့တော့စီရီယံပိုကြီးကိုလင်းထက်အောင်ကလည်းပြောလာပါတယ်မြန်မာစစ်တပ်ကတအားလဲတာတယ်ဘလို့လဲတာတော့ကြည့်ရတကယ်တမ်းကျတော့စစ်တပ်ကလေလက်နက်ကင်ဖွဲ့သီးတွေကိုလေသူကကစားရတာတလားကစားရှဲကစားရတာနော် တို့နိုင်ငံကြီးကသာရှေ့ကလာကျွန်တော်တို့စစ်သားဘဝတွေတုန်းကဒီကောင်ကြီးတွေပြောဆိုလက်နက်ကင်ဖွဲ့စည်းနေတယ်ဘလူကသားလဲဟိုဒီဂီဘီတို့ပါဆိုအရန်ကသားခံရတာအရန်ကသားခံရတာငင်းငင်းကြီးအချောင်းပြပြီးတော့အာငင်းငင်းကြီးမင်းတို့လက်မှတ်ထိုးရတာမင်းတို့ဘာဖြစ်ဘာဖြစ်မယ်မင်းတို့ကြောင့်ငင်းငင်းပြတ်သွားမယ်ချင်းချောက်တာလဲသူတို့ပဲဘောနော်အဲနောက်ဆုံးအဲဒီငင်းငင်းကြီးဆိုတဲ့အခွင့်အရေးကိုယူပြီးတော့အာဘောနော်အပ်ပေါ်ကအမျက်ထုတ်တာလဲအဒီကောင်လေးပဲကိုရင်ပြောရင်စစ်တပ်နဲ့ အပြစ်ကရစဲရီတို့ငိမ့်ချမ်းရီတို့ဘာလို့လုံးဝဆွေးနွေးလို့မရဘူးဒီစစ်တပ်ကတားလေတာတားလေဆိုတားလေအမြဲလဲထုတ်ဆိုတားလေစောက်ကျင်မကောင်းဘူးအဲ့လိုမျိုးစစ်တပ်ပေါ့နော်အဲ့လိုဒီလိုစစ်တပ်အပေါ်မှာကျွန်တော်တို့ကဘာကုန်မှယုံကြည်ပေးလို့မရဘာကုန်မှယုံကြည်ပေးလို့မရအခုလေဒီ BGF တို့အာ DGB တို့ရှေ့မှာ ကိုကန်းကလူတွေအများကြီးရှိတာပဲရှိမှာဥသာအဲ့လောက်နမူနာယူပြီးတော့ဟိုကဖြစ်ကမှာစစ်တပ်နဲ့စပ်ပေါင်းနေတယ်များစစ်တပ်ကကောင်းကောင်းကစားမှာသူအတုံးမလို့ရတဲ့အချိန်ဆိုစစ်တပ်ကတော့ရှယ်ကစားမှာရှယ်ကစားပြီးတော့ဂျောင်ထိုးမှာနောက်နောက်ဆုံးဟိုကဖြစ်ရင် လာထိုးကြွေးမှာဒီလိုမျိုးဥစ္စာတွေအများကြီးလောက်မှာအခုအမေရိကန်တို့ဘာလို့အခု DKB ရေနော် DKB လို့ဒီနေ့သတင်းတွေထပ်ထွက်လာရင်နောက်နေ့မှပဲအဲ့သတင်းတွေထပ်ပြောမှာပဲအကြမ်းမင်းလေးပြော DKB ဆိုအခုမွေးစည်းဝါးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာပါလာပြီနောက်ပြီးချားပြန့်ယုံနေဆိုရင် KNU ကဝင်စည်းထားတာဖြစ်တဲ့အတွက်ပါလာပြီဘောနော် DKB ဆိုလည်းတော်တော်အချင်းမြတ်ချသားကျွန်တော်တို့အာဘောနော်ဒီစုံစည်းမြိုင်ရဲ့ဟိုဘက်ကျွန်တော်တို့ဒီမြောက်ပြည်အတီဘိုးလမ်းမရဲ့နောက်မှာသူတို့တုံးတဲ့လမ်းကြောင်းကြီးတစ်ချောင်းရှိသေးတယ်။အဲလမ်းကြောင်းရဲ့အထင်းမှာဆိုအဲ DKB ကမဟုတ်တာကြီးလုပ်နေတာအများကြီးပဲ။ ဘောနော်ဒီနေ့ပေါက်ကြလာတဲ့ဥစားရေဆိုအပတ်ဒီမှာဆိုအတွင်းလန်းနေပေါ့ကျွန်တော်တို့စစ်တပ်ကဝင်မယ်ဆိုဝင်လို့မရအောင်ဝင်ဝင်မပေးဘူးဒါပေမဲ့သူတို့နဲ့အတူတူသွားလို့တချို့နေရာတွေမွေးစေဝါဟိုဆက်ယုံနေတော့ကျွန်တော်မရောက်ဘူးပေါ့နော် အဲ့ဒါပေမဲ့စစ်တပ်ကလည်းထိပ်ပိုင်းကောင်းဆောင်တွေမှာဗျူဟာမှုတည်မှု level လောက်ဆိုအဲ့ဥစားတွေရှိတာတည်တယ်သူတို့ရဲ့အကျိုးစီးပွားပါဝင်ပတ်သက်မှုတွေအရရှိရှိမှာပဲအဲ့လိုပဲမြန်မာနိုင်ငံမှာမွေးစည်းဝါဟိုဟာဖြစ်လိုက်ပြီဆိုလက်နက်ကင်တွေစီကထွက်တာလက်နက်ကင်တွေစီကထွက်တာဆိုပြီးတော့ထိုးချရတယ်ပြောကြတယ်တကယ်လည်းထွက်တာတွေကအများကြီးရှိတယ်ဒါပေမဲ့စစ်တပ်ကလည်းအက်ကလက်နက်ကင်ဖွဲ့တွေနဲ့ဝိုင်ခွက်တွေတိုက်ပြီးတော့ဟိုဘောနော်ဒီအကျိုးမြတ်တွေလည်းလောက်တာတွေကျွန်တော်တို့အများကြီးရှိဟိုမှာတရီဂန်တို့ဘာတို့မှာဆိုရင် လက်နက်ကင်အဖွဲ့ကြီးတွေနဲ့အက်ကတိုင်းမှုမင်းရောက်လိုင်းတို့အစား ဟိုဘောတော့နောက်ွယ်မှာအကျိုးစီးပွားပတ်သက်မှုတွေအများကြီးရှိတယ်อืมสรุปอธิกาเจนเราပြောကျင်တာလဲဒီဟာပဲဗျာတိလားဒီကောင်တွေရဗျာတိတယ်မဟာငါတို့စစ်တက်ကမဟုတ်တာမလို့ဘူးမဟုတ်တာလည်းမလို့ဘူးဟုတ်တာလည်းမလို့ဘူးဟုတ်တာလည်းမလို့ဘူးဒါပေမဲ့တေချာတခုကတော့မဟုတ်တော့မဟုတ်တော့ကဟုတ်ကတော့ဒီကောင်တွေအမြဲတမ်းလှုပ်တယ်ဥပမာသဘောတရားတွေကကြားဖြတ်နေပတ်သက်ပြီးတော့မှအခုဒီကောင်တွေ BGF ကိုထိုးထိုးကျွေးနေပြီတိလားဥပမာ DGB တို့ထိုးကျွေးနေပြီတိလားအဲ့ဒီဒီကြားဖြတ်ရနေပြီးတော့မှရလာတဲ့ငွေတွေကအတူတူပေါင်းပြီးတော့မှမျိုးစုတော့ကကြတော့အတူတူအခုကြတော့မှ DKBA တို့ BDF တို့ကိုထိုးချရတွေ့လားအဓိကအဲ့ဒါပဲကျွန်တော်ပြောချင်တာစစ်တပ်ဘလောက်လဲလဲဆိုတဲ့ဥစ္စာမျိုးကိုသိစေချင်လို့အဓိကကနောက်တစ်ခုကပါလဲဆိုတော့သူတို့ရဲ့အကျိုးစီးပွားတွေပါနေတဲ့တခြားမလို့ချို့ညာတွေမှာဒီကောင်တွေရှော်ပေးထားတဲ့ကွက်တွေပဲရှိတယ်တကယ်တကယ်ဒီကောင်တွေစီမံချက်တွေပါနေတဲ့အထက်ကနေပြီးတော့လုံးဝကျိတ်ရတော့မယ်လုံးဝဖြုတ်ရတော့မယ်ဆိုတဲ့ဥစ္စာမျိုးကြောင့်မှဒီကောင်တွေကလွတ်စော်တော့တာအဲ့တေကြာတခုကဒီလိုမျိုးစိတ်တက်မမှန်တဲ့ခံယူချက်မမှန်တဲ့သစ္စာမရှိတဲ့ကောင်တွေနဲ့လက်တွဲပြီးတော့မှမင်းတို့ကဘယ်လိုမျိုးမင်းတို့ရဲ့ ဟိုဘယ်လိုမှဥမာတဘောတော့မင်းတို့တက်ကိုပေါ့ကွာမင်းတို့ရဲ့ DKB ဆိုတဲ့ DKB BGS ဆိုတဲ့ BGS ပေါ့ဥမာတဘောတွေရတခုရမင်းတို့ပေါင်းနေတဲ့ပြည်သူစစ်တွေလည်းရှိတယ်အဲ့တော့အဲ့ဒီကောင်တွေကစက်တက်နဲ့ပေါင်းပြီးတော့မှမင်းတို့ကဘယ်လိုမျိုးမင်းတို့ရဲ့ပြည်သူမင်းတို့ရဲ့လူမျိုးကိုနော်မင်းတို့ရဲ့မျိုးနယ်မင်းတို့ရဲ့ပြည်နယ်ကိုမင်းတို့ကာကွယ်ဆောက်ရှောက်ချင်တာလေလို့ပလာဒါကြီးကမေးခွန်းထုတ်ချင်တာဒါတော့လေတဲ့စစ်တဲ့အောင်မှာမင်းတို့ဆက်ပြီးအလုပ်လုပ်နေတယ်များကာလပတ်လို့မင်းတို့ကိုလေဖေကိုစီဆွတ်ပြီးလဲချမှာဒီတိုင်းအစိမ့်လဲချမှာစစ်တဲ့ကတည်းလားအဲ့ဒါကိုမင်းတို့သိဖို့လိုတဲ့အဲ့တော့စစ်တဲ့ကြီးဘယ်လောက်လဲလဲဆိုတော့ပြောပြချင်တာနော် ဒီဗီဒီယိုပါ reaction လုပ်ပေးတာကျေးဇူးများကြီးတင်ပါတယ်နောက်တစ်ခါမှပြန်ဆောင်တွေ့ပါမယ်မင်္ဂလာရှိတဲ့ dollar နေလေးဖြစ်ပါစေ platter review blog youtube channel ဖြစ်ပါတယ်ကြည့်ရှုအားပေးကြတဲ့ dollar မျိုးတွေအားလုံးပဲစိတ်ချသာကြီးကိုကြီးချမ်းသာခြင်းတို့တို့ကပြေဝနိုင်ကြပါသေးဗျာ